နောက်ခရရေကူရှိရနေအောင်ရောက်နေရပါပြီးရင်ရေကစားပါမယ်အခုကတော့နောက်ခါရရေကူအရှိရောက်နေပြီဆိုတော့ကားကြီးတော်တော်များရတယ်။ဒါကြောင့်ကြေလို့လာတာ၄နာရီခွဲလောက်ဖြစ်နေပြီ။တော်တော်များများလည်းပြတ်နေကြတာတော့ကားကြီးကျနေသေးရဲ့ ိုဘက်မှာရေကစားနေတဲ့သူတွေအတန်အကျဲကြီးတွေပျော်ရွှင်နေကြတာပဲဘလို့ပုံစံဖြစ်မလဲတော့ကိစိတ်ကူးရင်ထားရရှိရဲဒါမှမဟုတ်တော့ကြည့်ကြမယ်လေ let's go မင်္ဂလာပါရှင်ခင်နောက်ခံရေကူရဲ့အရှိတ်ကိုရောက်နေရပါတကယ်ပြောရရင်နောက်ခံရေကူရဲ့ရေအစည်းစတဲ့နေရာပေါ့နော်ဘာလို့ဆိုကိစ္စအစအစိတ်ထဲမှာတွေးမိတာကဒီတောက်ဆောင်ကြီးအတွင်းထဲကနေပြီးတော့ရေတွေများထွက်ကြလာလို့လိုမျိုးဟိုတောက်ဆောင်ရဲ့အရှိတ်မှာရေတွေရှိနေရလားဆိုတော့တကယ်က तू ကဒီချောင်းပေါ့နော်ချောင်းကနေပြီးတော့ရေတွေတက်လာတာဖြစ်ဖို့များတယ် ဒီမှာလေခွေးမှာမိုးရွာလို့ရှိရင်ရေတွေတက်လာမယ်လေခွေးမှာကျတော့ရေတွေဒီလိုမျိုးတက်လာဆုလာမယ်ပေါ့နော်ဆုလာပြီးတော့ဒီနေရာမှာအဲရေလာဆုံးတာပေါ့ရေဆုံးတာပေါ့ဆုံးတဲ့အချိန်မှာလူတွေလူလုံးလူလုံးကလေးထည့်ထားတာလေးရှိတယ်ဟိုရေခုနခဏနေကြရင်ရိုက်ပြမယ်လူတွေအခုရေဆုနေတဲ့နေရာမှာရေဆော့နေတဲ့နေရာမှာလူလုထားတဲ့ကံလေးတွေရှိရတွေ့ရပေါ့เนาะအဲ့တော့မှရေဆော့ကြရတယ်ပေါ့ဆိုတော့အဲ ဒါကတော့နောက်ခရိုင်ရဲ့ရေခူးရဲ့ရေစဖြစ်ဖို့ပြပါရဲ့အဲ့တော့ဒီကနေပြီးတော့ဒါဟောက်ရှောက်သွားမယ်ပြီးရေဟိုမှာရေစောတဲ့နေရာရောက်လို့ရှိရင်ဆုံးမယ်ပေါ့လိုက်ခဲ့ပါဦး ီနေရာလေးကလေအတော်တရရယ်ဘာလို့လဲဆိုတော့ဒီဘက်မှာကကြောက်တောင်ကြီးရှိရယ်ရေစောဖို့နေရာရှိရယ်ဘယ်ဘက်အချမ်းမှာကြတော့စဘာခွင်းနေစိမ့်စိမ့်ဆူဆူနေစဘာတွေလည်းတီးအတီးရေတီးနေရာတွေ့ရယ်ပြီးဟိုဘက်တစ်ချမ်းမှာကြတော့ရွာပေါ့နော်ရွာရှိရယ်ဒီနေရာဆိုလို့ရှိရင်တော်တော်လေးနက်မယ်ရှင်းနက်မယ် ဒီကနေစပြီးတော့ဒူလူဟာဘောကောအဲပြည်သူတွေရေစောဖို့အတွက်ကိုဒီအင်္ဂလိပ်တွေစပြီးတော့ခင်းပေးထားရယ်ဒီအနီးကပ်လို့ရှိရင်တေချာတွေ့ရတဲ့အင်္ဂလိပ်တိုင်းလေးလုပ်ပေးထားတာတွေ့ရယ်ဒီဒီတောက်ဆောင်မှာလေတဘောအကြဆုံးအဲ တစ်ခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့ဒီကြောက်တောင်နေရနေပြီးတော့ရေတွေတဆက်ချင်းစီကျလာတယ်အဲ့နေရာရေဆိုနေရောရေဆိုနေတဲ့အချိန်မှာတဘာဝအလျောက်အပင်လေးတွေပေါက်နေရဲ့အပွင့်လေးတွေလည်းပွင့်နေရပေါ့နော်တော်တော်လေးလှရဲကြီးရိုက်ထားတာရှိရဲ့ပြမယ်နော် အဲဒီနေရာကတော့ Instagram post တွေပါ Instagram မှာဆိုရင်ဟိုတော့များများဒီမှာရေအလှလာဆော့ကြတယ်ဆိုတာတွေ့ရတာပေါ့နော်ရေနဲ့တဲ့ပုံပဲဒီဒီနေ့တော့မဆင်းတော့ဘူးတနေ့ကို7စီးထားဆိုတော့အရင်လဲပုံရော shark ကဖြစ်သွားမှာဆိုတော့ဒီမှာရေဆော့မယ်ဒီမှာဆိုလို့ရှိရင် အစင်းလေးပေါ့ရေစောတဲ့သူတွေတော်တော်များများဒီကနေစတင်ပြီးတော့ဆော့သွားကြတယ်ပြီးခုံသွားကြတယ်ဒီနားကနဲ့တယ်ပြီးခုအပေါက်တွေလားဟိုပေါက်အဲ့ဒီအပေါက်ကလေဟိုပါမှာရေအောက်ကနေပြီးတော့ဝူးဆိုရင်ငုပ်ပြီးတော့လေအပေါက်တစ်ပေါက်ကနေထွက်လာတဲ့နေရာ ောက်ခရေကူတပတ်ပတ်ကြည့်ပြီးသွားပြီအဲဘာသုံးသပ်မိလဲဆိုတော့ဒီနောက်ခရေကူကိုရဝေးရဧည့်သည်ဒီအပြင်မှာမှာတကယ်တမ်းကတော့အမီးဒေသခံတွေအများဆုံးလာပြီးရေကစားလာတွေ့ရတယ်အကုန်လုံးကမိသားစုလိုက်လာကလေးတွေလာပြည့်ပြည့်ရှိရှိနဲ့ရေကစားနေတာတကယ်ကိုပျော်ဖို့ကောင်းပါတယ်အဲတော့တကယ်ကျွန်တော်လည်းနောက်ဆုံးလို့ရှိရင်ကလင်းမီနဲ့ဖအံလာပြည့်ခဲ့ဆိုရင်ဒီကူအင်ဂျီလေးရေရေဆော့ဖို့အင်ဒီအပေါ်တစုံလောက်ယူပြီးရေလာဆော့တင်ပါတယ်အရင်ပြောဖို့ကောင်းပါတယ်အလုံးမဲ့ CU NX video ကတစ်ပတ်ကြောက်ကောင်း